င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ဥတ္တရသီရိမြို့နယ်ကစစ်တပ်စခန်းကို PLA ကဝင်ရောက်စီရင်ပြီးနေပြည်တော်ဝန်းကျင်ထိ PLA ကရောက်ရှိနေရာယူထားပါတယ်။မေရောက်လိုင်းကတားဖြစ်သူရဲ့စီဝိုင်းလူရုံမောင်းမောင်းနိုင်ရှေတလင်ကျော်ဝင်းနေအောင်ဝင်းအောင်အေးဝင်းအိုက်ထွန်းအပါဝင်ခရိုနီနဲ့တထေးတွေကိုလူမှုထွန်းကြုံစုတစိတ်တွေပြည့်ရခဲ့တဲ့တဲ့ပါဝင် ရန်ကုန်ခေတ္တရံမနက်ခေတ္တရင်တွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘောက်ကတော့အကျန်းဖက်စစ်တပ်အခြေဆိုင်နေပြည်တော်ဩဒရသီရီမြို့နယ်ကစစ်တပ်စခန်းကို PLA ကဝင်ရောက်ဆင်းနင်းပြီးနေပြည်တော်ဝန်းကျင်အထိ PLA ကရောက်ရှိနေရာယူထားတယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA အထွေထွေတွေ့ရမှုရဲဘော်နီနီကျော်ကရန်ကုန်ခေတ္တကိုပြောပါရတယ်။ နိုဝင်ဘာလ12ရက်နေ့ညနေပိုင်းကနေပြည်တော်ဩဒရတိတိမြို့နယ်နဲ့တက်ကုန်းမြို့နယ်အကြားကရဲနာမြေအခြေပြု လုံကြုံရေးကင်းစခန်းကိုပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကဝင်ရောက်စီးနှင်းခဲ့တာဖြစ်တယ်လို့လည်းရဲဘော်နီနီကျော်ကပြောပြပါဗါတယ်။အဲဒီစခန်းကိုစစ်သားတွေက PLA ဝင်ရောက်စီးနှင်းခြင်းမှာ စခန်းကနေစွန့်ခွာထွက်ပြေးသွားတယ်လို့လည်းသိရှိရပါဗါတယ်။အဲဒါကြောင့် PLA ကစခန်းရဲ့ကင်းကြီးမျှော်စင်တွေဘန်ကာတွေကိုဖျက်ချော်ကစခန်းတွင်ဝင်ရောက်ခဲ့ပြီး စခန်းတစ်ခုလုံးကိုရှင်းလင်းရေးဆွဲခဲ့လို့လည်းသိရှိရပါဗါးအဲဒီစခန်းမှာစစ်တပ်ကနှစ်နှစ်ဝန်းကျင်တက်ဆွဲထားတဲ့စခန်းဖြစ်တယ်လို့လည်းသိရှိရပါဗါးအကျန်းဖက်စစ်တပ်ကရမဲသိန်းမြို့နယ်ကစစ်ကြောင်းတစ်ကြောင် နေပြည်တော်နယ်အမြန်လန်းကစစ်ကြောင်းတစ်ကြောင်အခြေပြုစခန်းတစ်ခုကစစ်ကြောင်းတစ်ကြောင်စုစုပေါင်းစစ်ကြောင်း၃ကြောင်နဲ့နေမြေစုမိုးရေးစစ်ကြောင်းထုံးနေစဉ်တွင်စစ်တပ်ရဲ့အခြေပြုစခန်းတစ်ခုကို PLA ကဝင်ရောက်စီးနင်းခဲ့တာလည်းဖြစ်ပါတယ်။အဲဒါအပြင်နိုဝင်ဘာလ17ရက်နေ့ကလည်း အဲ့ဒီစခန်းတစ်ခုလုံးကိုထပ်မံရှင်းလင်းရေးလှုပ်ဆောင်ခဲ့ကာကြည်အချို့ငွေသားအချို့နဲ့စစ်သုံးဆောင်ပစ္စည်းအချို့ကိုသိမ်းဆည်းရမိတယ်လို့လည်းရဲဘော်နီနီကျော်ကပြပြပါဗျ။ PLA တပ်တွေအနေနဲ့ပျောက်ကြားစနစ်နဲ့နေရာပေါင်းစုံကို ရောက်ရှိနေပြီးတချို့နေရာတွေကမဟာမိတ်တပ်တွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ PLA တပ်တွေကနေပြည်တော်ဝန်းကျင်ထိရောက်ရှိနေရာယူထားနိုင်ပြီလို့လည်းရဲဘော်နီနီကျော်ကပြောပါတယ်ရှင်။ ဒီတကမှာတော့အကျန်းဖက်မင်းအောင်လိုင်းကတားဖြစ်သူရဲ့စီးပွားရေးလူယုံဖြစ်တဲ့မောင်မောင်နိုင် ရွှေတန်လင်ကျော်ဝင်းဝေးအောင်အေးဝင်းအိုက်ထိုးအပါဝင်ခရိုနီနဲ့တထေးတွေကိုလူမှုထူးချွန်စုတစိတ်တွေကိုပေးအပ်လိုက်တယ်လို့မနေ့ကထုတ်ပြန်လိုက်ပါတယ်မင်းအောင်လိုင်းရဲ့တားဖြစ်သူအောင်ပြည့်စုံဟာ Skywan ဆောက်လွှဲပိုင်ရှင်ဖြစ်ပေမဲ့ စီးပွားရေးလူရောမမောင်နိုင်ကိုနမည်ခန်းခန်းနာကမေယောင်လန်ကမနေ့ကအမျိုးသားနှင့်ဂုံဒူးဆောင်ဘွဲ့အခမ်းအနားမှာမမောင်နိုင် Skywan ကိုလူမှုထူးချွန်ဒုတိယအဆင့်ပေးရလိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်မေယောင်လန်ကရွှေတန်လင်ကျော်ဝင်းရွှေပြိုင်းမြူကုမ္ပဏီပန်ရှင်တိန်ဝင်းစော UAB ဘန်ပန်ရှင်နေအောင် အေဗံပိုင်ရှင်အာယုတော်အပါဝင်ခရိုနီအချို့ကိုလူမှုထူးချွန်စုပထမဆင့်ပေးရလိုက်ပါသေးတယ်။တခြားစီးပွားရေးခရိုနီတွေဖြစ်ကြတဲ့ရွယ်မဲ့စီစီယာဥက္ကဋ္ဌအေးဝင် EFD ကုမ္ပဏီအုပ်စုကစိုင်းမျိုးဝဲအောင်မြင်သူကုမ္ပဏီကလှမျိုးမြမတီလဝါကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ဒဂုံကုမ္ပဏီအုပ်စုရဲ့ဥက္ကဋ္ဌလည်းဖြစ်သူဝဲအောင် Grand Rye ရောင်မိုးကျော် ရွှေတောင်ကုမ္ပဏီကအောင်စောနိုင်အပါအဝင်ခရိုနီတချို့ကိုလူမှုထူးချွန်စုဒုတိယအဆင့်တွေပေးရလိုက်တာလည်းဖြစ်ပါတယ်။လူမှုထူးချွန်စုတတိယအဆင့်မှာလည်းစီးပွားရေးသမားများစွာ ပါဝင်ပြီးထင်ရှားသူတွေတဲကရွှေတောင်ကုမ္ပဏီကအိုက်ထော် BOCC ကုမ္ပဏီကဝင်းဆွေမန္တလေးဘီယာကုမ္ပဏီကထွန်းဝင်းတို့အပါအဝင် စီးပွားရေးသမားတွေကိုမင်းအောင်လိုင်းကစုတွေပေးလိုက်တာလည်းဖြစ်ပါတယ်စစ်တပ်အတွက် lobby လုပ်ပေးနေတဲ့မြန်မာ narrative think tank ကဥဆောင်သူကိုကိုစက်မှုတက္ကသိုလ်ကိုတော့စာပေပညာထူးချွန်စုပထမအဆင့်ပေးအပ်ထားပြီးကျေးမုံတဲ့မြမလင် New Light of Myanmar သတင်းစာအေဒါချုပ်ဟောင်းတွေကိုတော့စာပေထူးချွန်စုဒုတိယအဆင့်တွေပေးအပ်ထားပါတယ် စစ်တပ်ကိုထောက်ခံကြတဲ့ဟာတတယုတ်ဆောင်ဒိန်းတောင်ဒါရိုက်တာဇင်အောင်မမလူရှင်တော်ညင်ချမ်းဝေလူကျော်ခိုင်နေဝေထူးခန့်ကျော်ချမ်းသာကြည်စိုးဟာတတယုတ်ဆောင်တိန်ညော့တင်မောင်ဆမ်မင်ဝင်းဗဒမြားကေခိုင်ဒါရိုက်တာကျော်စောလင်းအတွေးပုံရိပ်ဒါရိုက်တာကိုစောအာယုံဦးဒါရိုက်တာညိုမင်းလွင်တို့ကိုလည်းလူမှုထူးချွန်စုတွေကိုမေ့အောင်လိုင်းကပေးအပ်ခဲ့ပါတယ်ရှင်။ ဒီခါမှာတော့တင်းသားရီတိုင်းအတွင်းထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မောတောင်မြို့ကိုသိမ်းပိုက်ရရှိရလို့တရားဝင်ကြေညာလိုက်ပြီးစစ်တုံးပန်း40ကျော်ကိုဖမ်းဆီးရရှိက120မမလက်လက်ကြီးအမြောက်နှစ်လက်အပါဝင်လက်လက်ခရင်အများအပြားကိုသိမ်းဆဲရရှိခဲ့တယ်လို့ Force for Federal Democracy FFD ကတင်းထုတ်ပြန်ထားပါတယ်။မောတောင်မြို့သိမ်းတိုက်ပွဲဟာ၃ရက်သာကြာမြင့်ခဲ့ပြီး KNU KNLA ဦးဆောင်မှုနဲ့တူ မောတော်မြို့သိန်းတိုက်ပွဲကို KNL တပ်မှ၄ကတရင်၂၃တရင်၁၁ KNDO တရင်ခွန်တရင်၁၂ BPLA FFD တို့ကပါဝင်ပူပေါင်းတိုက်ပိုက်ခဲ့လို့လည်းသိရှိရပါတယ်စစ်တုံးပန်း40ကျော်ဖမ်းဆီးထိန်းသိမ်းရရှိခဲ့ပြီး120မမအမြောက်နှစ်လဲ120မမလက်နက်ကြီးကြီး189တောင်း 0.5စက္ကန့်တလဲ60မမ3လဲ RPG နှစ်လဲငကြင်းမီတလဲလက်နဲ့ငယ်36လက်နဲ့တခြားလက်နဲ့ခရမ်းများစွာကိုလည်းတင်ဆက်ရရှိထားရလို့လည်းသတင်းထုတ်ပြန်ထားပါဗျ။ဒါအပြင်မောတော်မျိုးသိန်းတိုက်ပွဲမှာဗမာပြည်သူလွတ်မြောက်ရေးတပ်တော် BBLA ကပါဝင်တိုက်ခိုက်ခဲ့ပြီး မြို့သိမ်းဓာတ်ပုံတွေကိုတော့ BPLA ကမောင်ဆောင်ခါကလူမှုကွန်ရက်ကနေစတဲ့တင်းထုတ်ပြန်ထားပါသေးတယ်။အဲ့ဒီမောတောင်မြို့ဟာစစ်ကောင်စီရဲ့ကုံတွယ်စီးပွားရေးရအရေးပါတဲ့မြို့တစ်မြို့ဖြစ်ပြီးတင်းသားရီတိုင်းလင်းမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်မြို့တစ်မြို့လည်းဖြစ်ပါတယ်။ အခုမြို့သိမ်းတိုက်ပွဲအတွင်းစစ်တပ်ဘက်ကအ ਨੇ စုံအင်အား90ကျော်ဟာထိုင်းဘက်ကိုထွက်ပြေးသွားခဲ့ပြီးအဲ့ဒီလိုထွက်ပြေးလာတဲ့အကြမ်းဖက်စစ်တပ်ကတပ်ဖွဲ့ဝင်တွေကိုထိုင်းအာဏာပိုင်တွေကလက်နက်တွေသိမ်းပြီးခုလုံကွင်ပေးတိုက်လို့လည်းနေဆက်သတင်းတွေစီကသိရပါတယ်ရှင်။ဆက်လက်ပြီးတော့တင်းနှိုင်းတိုင်းလောင်းလုံးမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကကြီးရည်လေးစစ်စင်ရေးနဲ့စစ်ကြောင်းထိုးဖို့ပြင်ဆင်နေပြီး ဖုန်းလိုင်းတွေပါဖြတ်တောက်ထားလို့ဒေတာပြည်သူတွေနဲ့စေတရင်မြေကရန်ကုန်ခေတ်တိကိုပြောပါရယ်။နွေမာလာစေနေကနေစတင်ပြီးလောင်းလုံးမြို့ညင်းမော်ရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက်မှာတော်လိန်တဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေရလည်းဖြစ်ပါရယ်။အဲ့ဒီစစ်ကြောင်းဟာလက်ရှိအချိန်ထိညင်းမော်ရွာကနေပြန်လည်ဆုတ်ခွာခြင်းမရှိသေးပဲ။တော်လိန်တဖွဲ့ဝင်နေတဲ့စစ်ရေးဆက်လက်တင်းမာနေစေဖြစ်ပြီး တော်လဲတဖွဲ့တွေကလည်းအဲ့ဒီစစ်ကြောင်းကိုကြားဖြတ်ပိတ်ဆို့တိုက်ခိုက်တာကြောင့်ညင်းမော်ရွာကနေရှစ်ဆက်မတိုးနိုင်ဘူးလို့လည်းသိရှိရပါဗါတယ်။အဲ့ဒီစစ်ကြောင်းဆက်မတိုးနိုင်တာကြောင့်အကြက်ဖက်စစ်တပ်ဟာလောင်းလုံးမြို့နယ်အတွင်းကြီးရည်လေးစစ်စင်ရေးနဲ့စစ်ကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ဒါအပြင်ဒဝဲမြို့ပေါ်မှာလည်းအကြက်ဖက်စစ်တပ်ကအင်အားဖြည့်တင်းထားပြီးလောင်းလုံးမြို့နယ်အတွင်းရေလန်းနဲ့ပို့ဆောင်ဖို့ပြင်ဆင်နေတယ်လို့ ။လောင်လုံးမြို့နယ်အတွင်းဖုန်းလိုင်းတွေကိုလည်းစစ်တပ်ကဖြတ်တောက်ထားရလို့လည်းသိရှိရပါဗါ။အော်တိုဘာလ26ရက်နေ့ကလည်းလောင်လုံးမြို့နယ်မမကန်ရဲစခန်းကိုတော်လန်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးရဲစခန်းတစ်ခုလုံးကိုအောင်မြင်စွာသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပါတယ်ရှင်။ စကိုင်းအတိုင်းတဘောက်ကိုတင်ဆက်ပေးကြပါရယ်စကိုင်းအတိုင်းရေဦးမြို့ပေါ်မှာဆိုင်ကယ်နဲ့ကင်းလျံထွက်လာတဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါရယ်နိုဝင်ဘာလ17ရက်နေ့ည8:00နာရီ50အချိန်ခန့်လောက်ကရေဦးမြို့မြောက်ပိုင်းကိုဆိုင်ကယ်15စီးနဲ့ကင်းလျံထွက်ခွာလာတဲ့အကြမ်းဖက်စစ်သားတွေကို ရေဦးမြို့အဝင်ဆိုင်းဘုံအနီးမှာရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲတိုက်ခိုက်မှုတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိပေမဲ့လည်းအရေအတွက်ကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးပဲတော်လဲရဲဘော်တွေဘက်ကအထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်။အလားတူမန္တလေးတိုင်းမြင်းကျန်မြို့နယ်ကစုံရွာပြူစောတီကျေးရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာပါ။ စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့လဲဇင်ယော်နီစနိုက်ပါပက်ကင်းဂရိုလာဖော့စ်ကခေါင်းဆောင်ဖြစ်သူကိုချစ်သက်ကပြောပါတယ်။နိုဝင်ဘာလ10နေ့မွန်လွယ်တနင်္ဂနွေမိနစ်15မိနစ်လောက်ကမြင်းကျန်မြို့နယ်စုံရွာ ပြူစောတိကျေးရွာကိုဇင်ယော်နီလက်လက်ကြီးတပ်ဖွဲ့က60မမတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာ ဂျပန်စစ်တပ်က ထိခိုက်တေဆုံးမှုရှိနိုင်ပေမဲ့အရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့လည်းကိုချက်တစ်ကပြောပြပါရတယ်။အဲဒီတခန့်မှုကိုဇင်ယော်နီစနိုက်ပါပက်ကင်ဂရိုလာဖော့စစ်လက်နက်ကြီးတပ်ဖွဲ့ကရဲဘော်တွေကလုဆောင်ခဲ့တာဖြစ်ပြီးအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရှိရပါရဲ့ရှင်။ မကွေးရတန်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မကွေးတန်းစလင်းမြို့ပေါ်ရွှေပွင့်ဖြူကားဂိတ်မှာမန္တလေးကိုတွားရောက်မဲ့ခီးသွွားလူငယ်6ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်စ်ကိုပြပြပါရယ်နိုဝင်ဘာလ17ရက်နေ့ကစလင်းမြို့ပေါ်မှာရှိနေတယ်ရွှေပွင့်ဖြူကားဂိတ်မှာမန္တလေးကိုတွားရောက်က လူငယ်6ဦးကိုအကြက်ဖက်စစ်သားတွေကစောင့်ကြည့်ပြီးပေါ်တာဆွဲဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်6ဦးဟာအသက်25နှစ်ကနေအသက်35နှစ်ဝန်းကျင်ရှိသူတွေဖြစ်ပြီးဆလင်းမြို့နယ်ကြေးရွာတွေမှာနေထိုင်သူတွေဖြစ်ကြကမန္တလေးမြို့ကိုသွားရောက်အလုပ်လုပ်ကြမဲ့သူတွေဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်ရှိမှာတော့ပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်တွေကိုအကြက်ဖက်စစ်တပ်ဟာဆလင်းမြို့ပေါ်ကခလရ254တင်းငယ်ကိုခေါ်ဆောင်သွားပြီး မိသားစုဝင်တွေနဲ့လည်းအဆက်အသွယ်မရရှိသေးဘူးလို့လည်းသိရှိရပါတယ်။အလားတူအော်တိုဘာလ29ရက်နေ့ကလည်းဆလင်းမြို့နယ်နဲ့စင်ဖြူကျွန်းမြို့နယ်ကကျေးရွာတွေကចောင်းသားလူငယ်လေးဦးကိုဆလင်းစင်ဖြူကျွန်းလမ်းဘက်ကစစ်ဆေးကိန်းမှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားခဲ့လို့လည်းသိရှိရပါတယ်။အဲဒီလိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့ចောင်းသားလူငယ်လေးဦးနဲ့ចောင်းသားသုံးဦးမှာဆလင်းမြို့နယ်တောစိန်ကျေးရွာကဖြစ်ပြီးကြံចောင်းသားတဦးကတော့ စင်ဖြူကျွန်းမြို့နယ်ကဖြစ်တယ်လို့လည်းသိရှိရပါတယ်အဲဒီចောင်းသားလူငယ်လေးဦးစလုံးဟာအသက်16နှစ်အရွယ်ကိုရန်ចောင်းသားတွေဖြစ်ကြပြီးစစ်မှုထမ်းတင်နန်းចောင်းကိုပို့ဆောင်လိုက်ပြီးဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကင်းပြည်နယ်တန်တောင်ကြီးမြို့နယ်မှာစနေကုန်းကျေးရွာသူအသက်16နှစ်အရွယ်ရှိတဲ့နော်ထီထာဖောကိုအကြမ်းဖက်စစ်တပ်ကအုပ်စုဖွဲ့အာဓမ္မပြုကျင်ပြီးဓာတ်နဲ့မတင်မချင်းထိုးသက်သွားကြတယ်လို့ KNL တပ်မဟာနဲ့တရင်ငါတော်သီးခိုကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗါးနွေမာလာ၄ရက်နေ့ညနေ6:00ခွဲလောက်ကတန်တောင်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်ရဲ့ဗရင်နောင်တင်နန်းကျောင်းကစစ်သားတွေနဲ့124တရင်ကစစ်သားတွေပူးပေါင်းထားတဲ့စစ်ကြောင်းဟာတောင်ငူကနေတန်တောင်ကြီးကိုစစ်ကြောင်းထွက်လာစဉ်တွင်စနေကုန်းကျေးရွာတွင်ကိုဝင်ရောက်ကင်းချကာညအဲ့ရန်ယာယီတက်ဆွဲခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်အကြမ်းဖက်စစ်သားတွေကစနေကုန်းကျေးရွာတွင် ပြည်သူပိုင်နေရင်တွေကိုဝင်ရောက်စီးနင်းစဉ်မှာ နေအင်အတွင်းမှာရှိနေတဲ့အသက်၁နှစ်၂လအရွယ်ရှိတဲ့ကလေးငယ်ရဲ့မိခင်ဖြစ်သူအသက်၁၈နှစ်အရွယ်ရှိတဲ့နော်တီထာဖောခေါ်နောငယ်ကိုစစ်သား၃ဦးကအုတ်စုဖွဲ့အာဓမပြုကျင့်ခဲ့ပြီးရေအောင်နဲ့လေပင်တို့ကိုဓာတ်နဲ့၆ချက်တဲ့မနဲ့မတိမချင်းရဲဆက်ဆက်ထိုးတက်သွားခဲ့တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်အဲ့ဒီအကျန်းဖက်စစ်တပ်စစ်ကြောင်းဟာကျေးရွာအတွင်းကပြည်သူပိုင်နေအိမ်တွေကနေလဲလက်ဝတ်လက်စားတွေ ငွေကြေးတွေနဲ့တမိုးရှိတဲ့ပစ္စည်းတွေကိုလည်းခိုးယူလူရဲသွားလို့လည်းသိရှိရပါတယ်။ဒါအပြင်ပြည်သူတွေရဲ့အိမ်မွေးတရိတ်ဆန်တွေကိုလည်းတက်ဖြတ်စားတော့ကကျေးရွာဖျားเจ้าရမုံငွေတွေကိုလည်းခိုးယူသွားခဲ့လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မမျှပါ။